5ပါရှင်ရမပြန်လဲကျူစွလိုက်ပါရယ် ပြည်ထောင်စုဂျပန်တွေအတွင်းမှာပိုလန်နိုင်ငံလေပိုင်းနဲ့တာမမဟုတ်နေတို့မဟာမိတ်တွေရဲ့လေပိုင်းတွေထဲကိုမတော်တဆလမ်းကြောင်းပြောင်းသွားတာပါဆိုတဲ့အကြောင်းပြချက်နဲ့ရုရှား drone တွေဟာဝင်ရောက်လာခဲ့တာပါဒီနေ့မှာတော့ပိုလန်လေပိုင်းနဲ့တက်ကိုဝင်ရောက်လာခဲ့တဲ့ရုရှား drone တွေနဲ့နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့အကြောင်းရင်းတွေကိုပြန်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်စုံစမ်းစစ်ပေါ်ဝန်ဆောင်သူမိတ်ဆွေများအနေနဲ့အဆုံးလိလိုက်ပါချစ်ချစ်ပေးကြဖို့အတောင်းဆိုပါစေကျွန်တော်တို့ရွှေရမာကုလစစ်ပဆိုင်အကြောင်းအများဆက်တဲ့ပစ္စည်းများအပြင်အခြားသောဘုသူရဆိုင်အကြောင်းအများကိုရှာဖွေစုစည်းတင်ဆက်ပေးနေတဲ့ကိုဗီဆိုပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ဒေတာဆန်တော်ချိန်ည10:00နာရီခွဲတော့မှာပိုလန်တပ်သားတွေအတွက်နေတို့ဘွယ်ဝ နီတောင်တခါမှမမြင်ဘူးတဲ့အရာကိုတွေ့လိုက်ကြရပါတယ် ။အရာချမ်းမှလုံဆောင်ထားတဲ့အတန်စကူကူဟာဒီလာနှစ်ယောက်အောက်အမြင့်ကနေတစ်ပင်တွေကိုကွေ့ပွဲပြီးတဖြည်းဖြည်းနဲ့တိတ်ဆိတ်လေးဘယ်လာရုနိုင်ငံဘက်ကနေဖြတ်ကျော်ပြန်တန်းလာတာပါ။သူတို့ဟာအခြားသော insect တွေလိုပါပဲ။တကယ်တော့ဒါတွေကနေတို့လီပိုင်းတစ်ထက်ကိုတက်တက်ကြီးဥတီလာနေတဲ့ရုရှားလိုစစ်ပတ်တုံး drone တွေပါ။မိနစ်ပိုင်းတွင်ပိုလန်ရှေ့ပိုင်းမှာချက်ပေးတန်တွေထွက်ပေါ်လာပြီး F-16 ပိုင်လော့တွေကလည်း၎င်းတို့ရဲ့တိုက်လေယာဉ်တွေပေါ်အသင်ရောက်ရှိနေကြပါပြီ။ဒေသောင်းကာဝေးရေးဖွဲ့သားများကလည်းကာကွယ်ရေးလက်နက်တွေကိုပြစ်လွတ်ဖို့အသင့်နေတာရောက်ရှိနေကြပါပြီ။ဆိုပါဒေသတစ်ဝိုက်မှာရှိတဲ့ချက်ပေးဥပဒေတွေပြီးဆုံးသွားချိန်မှာတော့ဆေးဖုံးတွေမှာချက်ပေးတန်တွေဆက်လက်ထွက်ပေါ်လာ လာပါတယ်။ဒါပေမဲ့ဒါဟာလက်ကွက်ခုလို့ပြောလို့ရပါတယ်။ကျူးကျော်မှုတစ်ခုတက်တက်တော့မဟုတ်ပါဘူး။၎င်းတို့ပစ်ချလိုက်တာနဲ့ပိုလဟန်ဘွန်စကိုရဲ့ထောင်ချောထက်ကိုရောက်ရှိသွားနိုင်ပါတယ်။နောက်လာမယ့်နာရီပိုင်းခြောက်တွေမှာရေဒါတွေတိုင်းလုံးကြီးပြည့်စုံမှုတိုင်းနဲ့ဓာတ်ဖြတ်ပစ်ချနိုင်တဲ့ဒရုန်းလိုင်းကိုပိတ်ပို့လာတဲ့အချက်လက်တွေကိုအခြေခံပြီးနေတိုးဖွဲ့ရဲ့ကိုယ်ကွယ်မှုနဲ့ပေါင်းစပ်ကပြစ်လွတ်တော့မှာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ပိုလဟန်နေတိုးနေမြေတွေကိုဝင်ရောက်လာတဲ့ရုရှားဒရုန်းတွေကိုပစ်ချပြလိုက်ပါတယ်။ပြဿနာတစ်ခုကိုပြောရရင်နေတိုးဖွဲ့ဝင်တွေကိုချေချောက်ချင်နေတဲ့ရုရှားဟာအမှားတစ်ခုကိုကျူးလွန်လိုက်တာပဲဖြစ်ပါတယ်။ပိုလန်နိုင်ငံရဲ့အရှေ့ပိုင်းမှာပထမဆုံးချက်ပြမှုတွေကဥပဒေဒေသအနီးတစ်ဝိုက်မှာထွက်ပေါ်လာနေပါ ါတယ်။ဇူဘာယာတွေဟာလူလိုက်ပါနိုင်တဲ့လေရင်လိုယာတွေထက်သေးငယ်ပြီးထူထုံးကြီးတွေတော့အများနှုံးကနှီးနေပါတယ်။အစပိုင်းမှာရေဒါအဖွဲ့သားတွေကယာတိဥတုရဲ့ရှုပ်ထွေးမှုတခုကိုတင်နေကြပေမဲ့နောက်ပိုင်းမှာတော့အရေးတွေပုံများလာပါတယ်။ဘုံစီ6စီနောက်တော့19စီထိရောက်ရှိလာပါတယ်။တစ်ဆက်တည်းမှာပဲအရေးပေါ်ချက်ပေးတဲ့စက်တိုက်စုစုလိုထွက်ပေါ်လာပြီး F60C တိုက်လူရင်တွေဟာ Kuraski Glider စခန်းရဲ့ပြေးလမ်းကြောင်းတွေပေါ်ကနေပြန်တက်သွားကြပါတယ်။ထူထောင်မှန်ကတော့ Super Radar မှာပေါ်နေတဲ့အမည်မသိအရာတွေကိုဖော်ထုတ်ရှင်းလင်းရမှာဖြစ်ပါတယ်။၎င်းတို့ဟာ AM120 slide ဝင်တာတွေပါရှိတဲ့ပူလန်ရဲ့ရှေ့တန်း န်းတိုက်ခိုက်ရေးသမားတွေပဲဖြစ်ပါတယ်။ဒါပေမဲ့မြန်နုံလေးနဲ့ drone တွေတော့ကတော့မြေပြင်တိုက်ခိုက်ရေးစနစ်တွေကဒီနေရာမှာအဓိကကျတယ်လို့ပြောရမှာပါ။လူပလန်အနီးနားမှာရှိတဲ့ petrol လေးချောင်းကဝေးစနစ်ကအရေးကြီးတဲ့3 page တွေကိုလက်ခံရရှိပြီးဖြစ်ပါတယ်။အဖွဲ့သားတွေက၎င်းတို့ရဲ့ radar တွေကိုနိုင်မြန်သမ်းမှုရှာဖွေစနစ်ကိုချိန်နှီးပြောင်းချိန်ပြီးတနာရီကီလိုမီတာ150နှုန်းနဲ့ပြန်သန်းနေတဲ့ drone တွေကိုလိုက်လံရှာဖွေနေပါတယ်။ဖြစ်နိုင်ခြေရှိတဲ့ပြန်သန်းမှုလမ်းကြောင်းတစ်လျှောက်မှာ shutter rate system တွေတက်ဆင်ထားတဲ့တန်ကြပ်ခါချင်းတွေလည်းရှိပါတယ်။ super စနစ်ဟာယင်တစည်းစီမှာဘူလန်းရှာဖွေစနစ်ပါတဲ့ဘုံကြီးလေးခုတက်ဆင်ထားပြီးအခုလိုအနည်းပြန်သန်းမှုတွေ ဲ့ချင်းချောက်လာတဲ့အန်ဂျူရီတွေကိုပြည်ကြစွာလက်တုံ့ပြန်နိုင်အောင်ဒီဇိုင်းထုတ်ထားတာပါ။ကိုလိုင်ရဲ့လေကြောင်းကာဝေးကြီးကိုကိုရေးဌာနမှာလည်းစိုးရိမ်မှုတွေမြင့်တက်လာနေပါတယ်။ဒီတို့ရဲ့ပေါင်းဆက်ညှိနှိုင်းရေးဒေတာမှာလည်းအဆိုပါဒရုန်းတွေဟာပိုလန်နိုင်ငံအလဲပိုင်းထိဝင်ရောက်လာနေတာကိုပြသနေပါတယ်။လက်ရာမြင့်တစ်ခုနားကနေမတော်ဆဝင်ရောက်လာမိတဲ့ပုံတော့မဟုတ်ပါဘူး။ဒါတွေဟာကျူးကျော်ဝင်ရောက်လာနေတာပါ။ပိုလန်တာဝန်ရှိသူတွေရဲ့အဆိုအရ၎င်းတို့ရဲ့ electronic တိုက်ခိုက်ရေးတွေကြောင့်အဆိုပါဒရုန်းတွေရဲ့ GPS တွေကိုဖြတ်စည်းစေခဲ့ပြီး၎င်းတို့ရဲ့ပြတ်မှတ်တွေနဲ့မြို့ပြဧရိယာတွေကိုမရောက်ခင်အချို့တော့ပျက်စီးသွားကြတယ်လို့ဆိုကြပါတယ်။လက်ရာကာဝေးကြီးအဖွဲ့သားတွေကတော့တင်းကျပ်တဲ့စိစက်ညှိနှိုင်းရေးစီမံ င်းတွေကိုတည်ပါတယ်။၎င်းတို့ကပြစ်မှတ်ကိုအတည်ပြုဖို့အတွက်အရက်ဖက်ပြန်တတ်မှုတွေကိုရှောင်ရှားပြီးပြုကြုံမှုတွေကိုတစင်ချင်းစီခြေရာခံထောက်လှမ်းမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းနေတို့လီပိုင်နယ်ထဲကိုဝင်ရောက်လာတဲ့အဆိုပါဒရုန်းစကိုစင်းကိုပြစ်ချပြစ်စီပြဖို့အတွက်တုံဆိုင်နေမှာတော့မဟုတ်ပါဘူး။အကြာခင်မှာကြားဖြတ်ပြစ်ချဖို့အမိန့်တစ်ခုကိုပေးတော်မှာဖြစ်ပါတယ်။နောက်ထပ်18မိနစ်ကြာမှပဲပိုလန်ရဲ့ပထမအဦးဆုံးဒုံးကြီးတစင်းဟာအောင်းငင်ကိုပြန်တက်တော်ပါတယ်။ဖတ်ရှော့ဘက်တရီကြားဖြတ်တိုက်ခိုက်ရေးစနစ်က၎င်းရဲ့ပြစ်ခတ်မှုကိုဒူပလင်အနီးတစ်ဝိုက်မှာစတင်ခဲ့ပြီးရေဒါမှာတိတိကျကျမြင်နေရတဲ့ပေါင်းသူမဲ့ဒရုန်းစင်းကိုလော့ချပြီးပြစ်လွှတ်လိုက်ပါတယ်။စက္ကန့်ပိုင်းကြာမှာတော့အဆက်အသွယ်ပြတ်တောက် ်သွားခဲ့ပြီးဒီချိန်မှာတော့တိုက်ပွဲကစနေပြီလို့ပြောလို့ရပါတယ်။နောက်6နာရီကြာမှတော့တိုက်ပွဲကဖြစ်ဖြစ်ချင်းငြိမ်သက်သွားပါတယ်။ပြည်ကျော်လာတဲ့ drone တွေကိုတစ်စီးပြီးတစ်စီးခြေရခံလိုက်လာရှာဖွေပြီးရှင်းလင်းခဲ့ပါတယ်။အချို့မြေပြင်မှာဝင်းပြစ်လေချောင်းရံကာကွယ်စနစ်တွေကပြစ်ချရှင်းလင်းခဲ့ပြီးအချို့ drone တွေရဲ့ပျက်စီးမှုအစိပ်ပိုင်းတွေကတော့လေကွင်းပြင်ထဲမှာပြန်ကျဲလို့နေပါတော့တယ်။အချို့သော drone တွေကိုတော့ Poland drone ကာကွယ်တပ်ဖွဲ့တွေက၎င်းတို့ရဲ့ GPS စနစ်တွေကိုဖျက်တောက်တိုက်ခိုက်ခြင်းခံရကတိရမဲ့တင်းချုပ်ကင်းစွာပြက်ပတ်ပြန်တန်းသွားကြပါတယ်။နောက်တနေ့မနက်မှာတော့ Poland ကာကွယ်ဝင်ကြီးဌာနကကျူးကျော်ဝင်ရောက်လာတဲ့ drone 16စီးတဲ့မလဲကိုပြစ်ချရှင်းလင်းပြီး မည်ဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။နေတိုးရဲ့တည်င်းအမြင့်တွေကတော့28စီးကျော်လို့ဖော်ပြလာတာတွေရှိပါတယ်။ကိုလိုင်းရဲ့ FSC တိုက်လို့ရင်းတွေဟာစောင့်ကြည့်ပြန်တမ်းခဲ့ပေမဲ့လည်းတစ်ခါတိုက်ခိုက်ခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့၎င်းတို့ဟာဒုံးတွေကိုမှတ်တမ်းနေပြီးတိကျတဲ့အချက်လက်တွေကိုမြေပြင်မှာရှိတဲ့ဂျာဖက်တိုက်ခိုက်ရေးတပ်ဖွဲ့စီပို့ပါတယ်။အကန်တိုက်လို့ရင်းတွေတဲ့ဝဟင်စီးရင်ထိုးပွဲမဟုတ်ပါဘူး။ဒါဟာရေဒါတွေ၊ဒေတာလင့်တွေနဲ့နေရာအနှံ့ဂရုစိုက်တန့်ဖြတ်ချထားတဲ့လက်နက်တွေနဲ့ဂရုစိုက်အကွက်ရွှေကစားတဲ့စစ်တူရင်ပွဲတခုလိုပါပဲ။ဒီနေရာနီးတစ်ဝိုက်မှာရှိတဲ့ရဲသားပြည်သူတွေအနေနဲ့ကတော့အဝေါ်တန်တွေချက်ပေးတန်တွေနဲ့တိုက်ခိုက်ရေးချက်လက်ရင်တန်တွေရော အထိတ်တလန့်လန်ဒကြားလှုပ်လှုပ်ရှားရှားဖြစ်ကုန်ပါတယ်။အဆိုပါစစ်စင်ကြီးကိုထူးခြားစေခဲ့တာကပြစ်ချနိုင်တဲ့ drone ရေအတွက်ကြောင့်မဟုတ်ပါဘူး။ဖြစ်ပျက်ခဲ့တဲ့ဒီနေရာကြောင့်လို့ပြောလို့ရပါတယ်။ဒါဟာနီတို့ပိုင်နဲ့လေပိုင်နဲ့တည်းမှာဖြစ်ပျက်ခဲ့တာပါ။ရုရှား drone တွေဟာဝင်ရောက်တိုက်ခိုက်ခဲ့တာမဟုတ်ပေမဲ့နေပြည်တော်နေထားကိုသွေးတိုးဆန်းလာလို့တောင်ပြောလို့ရပါတယ်။ နေဆံမျိုးကိုဖျက်ကျော်ပြီးဝင်ရောက်လာတဲ့ရုရှားရဲ့ကျူးကျော်မှုမှန်သမျှကိုပိုလန်ရဲ့ခြေဖက်တိုက်ခိုက်ရေးတပ်ဖွဲ့တွေကပြင်းပြင်းထန်ထန်လုပ်ပြန်ခဲ့တာတွေ့ရမှာပါ။နောက်လိုက်45အချိန်မှာတော့ရေဒါမှာပေါ်နေတဲ့နောက်ဆုံးရုရှား drone တစ်စင်းကိုတစ်ချဖျက်ဆီးပြီးတဲ့အချိန်မှာတော့ပိုလန်တပ်ဖွဲ့တွေဟာတညာလုံးအတွက်ပထမဦးဆုံးအကြိမ်အသက်ရှူချောင်းသွားရပါတော့တယ်။ခုနကအချိန်မှာတော့ပိုလန်ဟာနေတို့မဟာမိတ်စတင်ဖွဲ့စည်းပြီးတဲ့ကအသမိုင်းဝင်ကာကွယ်မှုအဖြစ်ဒေါင်းလိုလီပိုင်းတဲ့ထက်ကိုဝင်ရောက်ပြီးရန်လိုတဲ့ကျူးကျော်မှုလို့ပြောလို့ရတဲ့အဆိုပါမောင်းသူမဲ့လေရင်ကိုအကြီးမားဆုံးခြေဖက်တိုက်ခိုက်မှုဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါဟာနေတို့ကိုရုရှားကတူးတူးဆက်နေတဲ့ဘောလားဒါမှမဟုတ်အနောက် င်ငံများရဲ့ယူကရိန်းပေါ်ထောက်ပံ့မှုကိုတတိပိတဲ့သဘောလားဆိုတာခံမှန်းရခဲ့ပါတယ်။ဒီဖြစ်ရပ်နောက်ဆက်တွဲတွေအနေနဲ့တန်တမာရေးရာဖိအားများဖြစ်ပေါ်လာပြီးစစ်ရေးပြင်ဆင်မှုများနဲ့ဆက်တိုက်ဆိုးဆိုးလို့လှုံ့ဆော်လာတွေရှိလာပါတယ်။လန်ဒန်မှာရှိတဲ့ရုရှားတန်မတ်ကိုခေါ်ယူပြီးချိုးဖောက်ဝင်ရောက်မှုများအတွက်ရှင်းလင်းချက်ပေးဖို့တောင်းဆိုတာတွေရှိလာခဲ့ပြီးဒီတို့အတွင်းဝန်ချုပ်ကလည်းအဆိုပါကြွကြုံတိုက်ခိုက်မှုတွေကြီးမားတဲ့ရန်စားမှုအဖြစ်ချုံချပြောဆိုခဲ့ပါတယ်။ကနေဒါနဲ့နော်ဝေးလိုပိုလန်နဲ့ဝေးကွာတဲ့နေရာမှာရှိတဲ့မဟာမိတ်တွေကတော့နောက်ထပ်ဆက်ဖက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်ပေးဖို့ဂရီကိုပြုလာခဲ့ကြတာဟာပေါ်စကူတွေနေတို့ရဲ့ CEO ကိုမထီးမဲ့မြင်တူးတူးဆန်းတဲ့ ဟာဘောင်းတို့တဲ့ကျောင်းဆရာကောင်းတဲ့နောင်နာတစ်ခုကိုအစာပြုတ်နေပြီးတော့စူကောင်းစူနိုင်ပြီးပုံမတင်ကြတဲ့ဥပပေါင်းဆောင်ရွက်မှုပေါင်းစင်းမှုတွေပုံမမြန်ဆန်းတဲ့တပ်ဖြန့်ချထားမှုတွေလှုပ်ဆောင်ခဲ့ပြီးရုရှားနိုင်ငံရဲ့အနောက်ဘက်ခြမ်းမှာလိုအပ်လာရင်ပစ်ခတ်မှုတွေလှုပ်ဆောင်ဖို့အသင့်အနေထားရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။အနီးအမှာမိခွန်ဆုပ်ဆရာရှိလာတာကရုရှားအနေနဲ့ပိုလန်လေးပိုင်းနဲ့အတွင်းကိုစူပါဒရုန်းတွေပို့ဆောင်လိုက်တာဟာဘလို့ရွေချက်လဲတွဲရွေချက်ကအောင်မြင်ခဲ့သလားဒါမှမဟုတ်ဘဲဘလို့ရွေချက်တွေအောင်မြင်နိုင်လဲဆိုတာကိုမော်စကိုကထင်မြင်လဲဆိုတာပါ။၎င်းတို့ဆွေးနွေးမှကြည့်မယ်ဆိုရင်ပိုလန်နိုင်ငံလေးပိုင်းနဲ့ခရဲကိုအောင်းသူမဲ့လေရင်20ကျော်လမ်းလွှဲချောက်သွားတာဟာအကြောင်းပြချက်ကောင်းကောင်းနဲ့ ဘာနဲ့ဆိုဖုံးကွယ်နိုင်နေမယ်လို့ထင်တာနေမှာပါရုရှားဘက်ကတကူမတော်တဆဖြစ်ရတခုဖြစ်ပြီးအဆိုပါ drone တွေဟာယူကရိန်းကိုပြတ်မှတ်ထားတိုက်ခိုက်မှုကြီးဝဲထားပြီးမှလမ်းလွဲပြီးရောက်ရှိတာလို့ပြန်လည်ဖြည့်ရှင်းထားတာကိုတွေ့ရမှာပါဗမာပူလန်ရာရှိတွေကအဆိုပါပြောဆိုချက်တွေကိုနိုင်ပိုင်းတွင်ပယ်ချခဲ့ပါတယ်ပြန်နှံ့မှုလမ်းကြောင်းတွေကိုလေ့လာကြည့်ခြင်းအပြင်တာမတော်တဆလမ်းကြောင်းပြောင်းဝင်ရောက်လာတယ်ဆိုတာဖြစ်နိုင်ခြေနေပါပါတယ်ဘာနိုင်ငံရေးနဲ့စီးရေးလေ့လာသူတွေက ဖြစ်နိုင်ခြေနှစ်ခုကိုထောက်ပြကြပါရယ်ပထမတစ်ခုကနေတုတက်ဖွဲ့ရဲ့တုံ့ပြန်မှုကဘယ်လိုရှိမလဲပိုလန်ငါရောဘလောက်ထိမြန်ဆန်စွာတုံ့ပြန်တက်ခိုင်းနိုင်မလဲနောက်ပြီးမဟာမိတ်နိုင်ငံတွေဘလောက်ထိပါဝင်လာနိုင်မလဲဆိုတာပါနောက်တစ်ခုကရသပြည်သူတွေကြားဆိုရင်းစရာတွေဖြစ်ပေါ်စီရန်ဖြစ်ပါရယ်အပြင်မတားလောင်းကစားတစ်ခုလိုပါပဲပိုလန်ရှေ့ပိုင်းဟာအာနိနေပြီးယူကရိန်းကတချို့ဒေသတွေလိုမျိုးခင်ကြပေမဲ့၎င်းတို့ထင်ထားသလိုမဟုတ်ပဲနေတုတက်ဖွဲ့ဝင်တွေဟာပုံမလင်းမြန်စွာလက်တုံ့ပြန်တာကိုတွေ့မြင်ခဲ့ရပြီးမဟာမိတ်နိုင်ငံတွေရဲ့တက်ခိုင်ရေးချက်လျင်တွေကလည်းပိုလန်ကိုရောက်ရှိတာပြီးဖြစ်ပါရယ်သူကြောင့်ဝင်ရောက်လာတဲ့မောင်းနှံတဲ့ဒုံးတွေကိုပြစ်ချခဲ့ပြီးအပြည့်စုံတွေကတည်တည်ဖြစ်ကြံရှိနေခဲ့ ြီးဆိုမာပစ္စည်းတွေကနေတဆင့်အချို့ချက်လက်တွေကိုမော်စကိုတိုက်ပင်နေတိုးထောက်လန်းရေးတွေအတွက်ထောက်ပံ့အဖြစ်ရရှိခဲ့ပါတယ်ခရမလင်ရဲ့ချင်းချောက်မှုတွေကိုပိုလန်အနေနဲ့လက်တွေ့ကြကြပြန်လည်ဆန့်ကျင်ပစ်ခတ်ပြခြင်းတွေနဲ့ဘောင်းလုံးရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုပါပြသနိုင်ခဲ့ပါတယ်မော်စကိုအတွက်အချိန်လေးဘူးစိုးစီတာကတော့မဟာမိတ်တွေဟာအခုချိန်မှာ၎င်းတို့ကိုအရင်ကတည်းကပုံပုံဆောင်ကြည့်လေ့လာနေပြီးချိန်လေးအလုံးတွေလာရောညီတွေစွာတွန့်ပြနိုင်ဖို့အသင့်နေတာရောက်ရှိနေပါတယ်နောက်ထပ်ရေးကြီးတဲ့မိကုံထုတ်စရာရှိလာတာတစ်ခုကတော့စူပါဒရုန်းအုပ်စုတစ်ခုလုံးကိုပိုလန်နဲ့နေတိုးတပ်ဖွဲ့တွေကဘလို့ဖြည့်ရှင်းခဲ့တယ်ဆိုတာပါပိုလန်ပိုင်နယ်ထဲကို drone အစင်း20ကျော်ဝင်ရောက်လာနိုင်ခဲ့ဟာခြေနေကောင်းလာတော့မဟုတ်ပါဘူး။ပိုလန်နိုင်ငံမှာသူတင်သတိပေးလေကြောင်းကာကွယ်ရေးရေဒါတွေဟာတာဝေးရေဒါစနစ်တွေဖြစ်ပြီးကီလိုမီတာရာပေါင်းများစွာကအမြင့်ပြန်တမ်းလာတဲ့လေယာဉ်တွေပုံကျဲလေယာဉ်တွေကစာကြိုတင်သိရှိနိုင်ပေမဲ့အဆိုပါ drone တွေကတော့ရွယ်စားသိနေတယ်။ပြန်တမ်းတဲ့အမြင့်ဟာနှိမ့်နေ။ဒါပြင်ပြန်တမ်းတော့လာမှုကနှီးလွန်နေ။ဒါတကူချင်းဆိုင်နေမှုတက် Solar နဲ့ Nura 22တို့လိုမိုဘိုင်းအနိုင်ရေဒါတွေကိုအားကိုးလို့ရပါတယ်။အဆိုပါရေဒါတွေကတော့တစ်တော်များတောင်ကုန်းတွေနဲ့မြို့ပြ area တွေကြားတဲ့ကအနိုင်ပြန်တမ်းလာမှုတွေကိုထောက်လန်းနိုင်ပါတယ်။ထောက်လန်းမှုတွေကအချက်လက်တွေကိုရရှိရတဲ့နေတို့တက်ဖို့ ဖွဲ့ဝင်တွေရဲ့အမိန်ပေးကုန်ချက်ကိုပေးပို့ပါရယ်။အင်တရီပေးခြင်းနဲ့ထိန်းချုပ်မှုစနစ်တက်ဆိုင်ထားတဲ့လေရင်ဟာ ပြန်လည်လာတဲ့ပုံလေးတွေကိုဖမ်းယူပြီးရရှိလာတဲ့အချက်လက်တွေကိုပုံစံကပိုလန်လီယင်မှုတွေနဲ့မဟာမိတ်ချက်လီယင်တွေကိုအချိန်နဲ့တပြည့်ညီအချက်လက်တွေပေးပို့ပါတယ်။ဆိုလိုတာကပက်ထရိုလီကျောင်းကဝေးတပ်ဖွဲ့တွေနဲ့တိုက်လီယင်မှုတွေအထိပါဝေးတပ်ဖွဲ့တိုင်းဟာတူညီတဲ့အချိန်တို့တွင်မှအဆိုပါမြင်မှုကိုတူညီစွာစောင့်ကြည့်နေတယ်ဆိုတာပါ။ဒါအပြင်ကာကွယ်ရေးအတွက်နောက်ထပ်ကာကွယ်ရေးစနစ်တစ်ခုလည်းထပ်ထည့်ထားပါတယ်။ဒါကတော့ electronic ကာကွယ်ရေးစနစ်လို့ပြောလို့ရပါတယ်။ police နဲ့နေတို့ရဲ့ jammer တွေဟာ drone တွေရဲ့ GPS စနစ်တွေနဲ့ဆက်သွယ်ရေးလင့်တွေကိုနှောက်ယှက်ဖျက်ဆီးခဲ့ပြီးအချို့ drone တွေဟာပြည်ချနာတွေနဲ့အချို့တွေကတော့အန်လီယင်မရှိနိုင်တဲ့နေရာတွေကိုဥ ူတီယာပြောင်ပြန်တန်းသွားကြပါရယ်အဆိုပါဂျမရီဟာဂျက်ဖက်တက်ခရီးဒုံးကြီးတွေနဲ့မတူဘဲလျှက်စစ်တဲ့အားပဲကုန်ပါရယ်ပူလန်နဲ့နေရိုးတက်ဖွဲ့တွေအတွက်ပျက်စီးသွားတဲ့ရုရှားဒရုန်းပိုင်းစတွေကအပျက်စီးတစ်ခုတည်းတော့ပို့ပါရယ်အလူဟာဂျရနာလေးတောင်ပြောလို့ရပါရယ်ရရှိထားတဲ့ဒရုန်းပိုင်းစတွေတစ်ခုချင်းစီကတဆင်တက်တဲ့စားတစ်ချက်ကိုရရှိမှာဖြစ်ပါရယ်စာကေဘုတ်တွေအင်တာနာတွေနဲ့လမ်းညွန်ချစ်တွေကအစားပေါ့အိုဒယ်တွေကိုစိမ့်တုပ်ထားတာတောင်မှ၎င်းကိုထုတ်လုပ်ထားတဲ့နေရာဘလူးပြုပြင် moment ထားလဲအစီရေဘလောက်ထုတ်ထားတဲ့စားတဲ့အချက်လက်တွေကိုရရှိမှာဖြစ်ပါရယ်နေရာမှာအီလက်ထရောနစ်နှောင့်ယှက်မှုတွေကရရှိလာတဲ့အချက်လက်တွေကလည်းအရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ် ်လာပါတယ်။နေတိုးရဲ့အာယုံခံကိရိယာတွေဟာဒရုန်းတွေနဲ့၎င်းတို့ရဲ့ဆက်သွယ်ရေး orbiter တွေနဲ့ချိန်ဆမှုတိုင်ကိုမှတ်သားထားပါတယ်။ဆိုပါချက်လက်တွေကနောက်တစ်ခါတိုက်ခိုက်မှုဒါမှမဟုတ်အခအတွက်ကျူးကျော်ဝင်ရောက်လာမှုတွေကိုကြိုတင်ခန့်မှန်းပြီးပြန်ဆန်စွာထုတ်ဖော်နိုင်မှာပါ။အပြင်ဖူလိုင်းဖုန်လေးတွေကိုလည်းဖန့်ယူသိရှိထားပါသေးတယ်။ FST နဲ့မြေပြင်အာယုံခံကိရိယာတွေမှာရှိတဲ့အဒီအောက်ရောင်ကြီးသုံးကင်မရာတွေဟာအင်ဂျင်နဲ့အိတ်စောတွေမှာရှိတဲ့ထူးခြားတဲ့အပူလိုင်းပုံလေးတွေကိုမှတ်သားထားတာပါ။ဒါဟာနေတိုးဒရုန်းတွေအတွက်ကျူးကျော်ဝင်ရောက်လာမှုတွေကိုကြိုတင်ခန့်မှန်းပြီးပြန်ဆန်စွာထုတ်ဖော်နိုင်မှာပါ။အပြင်ဖူလိုင်းဖုန်လေးတွေကိုလည်းဖန့်ယူသိရှိထားပါသေးတယ်။ FST နဲ့မြေပြင်အာယုံခံကိရိယာတွေမှာရှိတဲ့အဒီအောက်ရောင်ကြီးသုံးကင်မရာတွေဟာအင်ဂျင်နဲ့အိတ်စောတွေမှာရှိတဲ့ထူးခြားတဲ့အပူလိုင်းပုံလေးတွေကိုမှတ်သားထားတာပါ။ဒါဟာနေတိုးအတွက်အစားအနေပေးတဲ့ဒေတာလက်ဆောင်မျိုးတို့ပြောလို့ရပါတယ်။အဆုံးအနေနဲ့ပြောရရင် အစအနေနဲ့မတော်တဆလမ်းကြောင်းပြောင်းပြီးဝင်ရောက်မှုတို့ဘလို့ပဲပြောနေပေမဲ့အဖြေကတော့ရှင်းလင်းနေပါတယ်။ဒီလိုနဲ့နမိတူကိုဖျက်ကျော်လာပြီးကာကွယ်စနစ်ကိုစုံစမ်းနေပြီးတော့တုံ့ပြန်မှုကိုစောင့်ကြည့်လေ့လာတယ်။ကုလားနဲ့၎င်းရဲ့နေတို့မဟာမိတ်တပ်ဖွဲ့တွေဟာညှို့တဲ့နှဲဆောင်ရမှုစီးလုံးမှုရှိတဲ့အမရေးဆောင်ရမှုတွေပြန်သွားနဲ့မြန်သားတဲ့တပ်ဖြတ်ချထားမှုတွေနဲ့ဒီတို့မဟာမိတ်တပ်ဖွဲ့တွေကပူလိုင်းရင်ကောင်းမှုလေးပိုင်းတွေကိုကာကွယ်ရုံမကမှားရဲ့ပဲနေရာကိုမဆိုရုရှားရဲ့ဝင်ရောက်ထောက်လန်းနေတဲ့လမ်းကြောင်းတွေကိုတတ်နိုင်တဲ့အမြန်အစီပိတ်ဆို့နေပြီးဖြစ်ကြောင်းဖော်ပြရင်းဒီလိုကိုအဆုံးသတ်ပြစေ။တောင်မြတ်မှာလည်းအခုလိုစစ်ဖက်ဆိုင်ရာအကြောင်းအရာနဲ့ဘူးဒတ်ဆိုင်အကြောင်းအရာကိုဆက်လက်တင်ဆက်ပေးနေမှာဖြစ် ို့ channel လေးကို subscribe လုပ်ပြီးကြည့်ရှုပေးဖို့တောင်းဆိုပါစေ။အဲဗီဒီယိုတစ်ခုမှာပြန်လည်ဆုံးတွေ့ကြပါစို့လို့ပြောရင်နှုတ်ဆက်ပါစေ။ကျွန်တော်ကတော့ပြီးဆိုပါ။